နောက်တစ်ပုတ်အနေနဲ့ကတော့ထိုင်းနိုင်ငံမှာနေတဲ့ပြည်သက်တွေအတွက်ဖြစ်ပါတယ်။ဆိုတော့ထိုင်းနိုင်ငံဟာအရက်မူပြီးတော့ရင်မောင်းမှုကို ပြစ်ဒဏ်တွေတိုးမြင့်ပြီးတတ်မှတ်လိုက်ပါတယ်။ ပြင်းမှုပြင်းထန်မှုအပေါ်မူတည်ပြီးတော့မောင်းနေနေတဲ့ယင်ကိုချက်ချင်းသိမ့်ယူနိုင်တဲ့အထိပြည်တံကိုတိုးမြင့်လိုက်တာပဲဖြစ်ပါတယ်လူတွေရဲ့အသက်ခန္ဓာကိုယ်နဲ့ဒီပစ္စည်းပိုင်ဆိုင်မှုတွေကိုအနည်းငယ်ဖြစ်စေတဲ့ယင်မောင်းနေမှုနဲ့ပတ်သက်လို့ပြည်တံတွေကိုတိုးမြင့်ဖို့ရှေ့နေချုပ်ကအမိန်ထုတ်လိုက်တာဖြစ်ပါတယ်အခုအသက်တိုးမြင့်လိုက်တဲ့ဥပဒေအရအသက်20နဲ့အထက်ယင်မောင်းသူတွေရဲ့သွေးထဲမှာအရက်ရာခိုင်နှုန်း ၃ညအတက်တမ၃ည900ခိုင်နှုန်းထက်ပိုမယ်ဆိုလို့ရှိရင်ပိုလို့နေမယ်ဆိုရင်ပေါ့လေပြစ်မှုမြောက်မှာဖြစ်ပါတယ်ဆိုလိုတာကတော့တနာရီအတွင်းမှာအရက်၃ခွက်အာတောက်တာမျိုးဆိုလိုတာပါနောက်ဆုံးသတ်မှတ်ထားတဲ့ပြစ်ဒဏ်တွေကတော့ဒီအာတစ်နှစ်ထက် ပို့တဲ့ထောင်တန်းဒါမှမဟုတ်လို့ရှိရင်လည်းဒီဘတ်ငွေ9000ကနေဘတ်2000အထိငွေတန်းဒါမှမဟုတ်လို့ရှိရင်အာဒီဒဏ်နှစ်ခုလုံးပေါ့နော်နှစ်ခုစလုံးကြခံနိုင်ရပါတယ်ဆိုတော့ရင်မောင်းလိုက်စင်ကို6လဒါမှမဟုတ်အပီးအပိုင်လည်းရုတ်သိမ်းနိုင်ပါတယ်အရက်စစ်ဆေးမှုကိုညှင်းဆန်ခဲ့ရင်တော့အရက်မူပြီးရင်မောင်းမှုပြစ်ဒဏ်တွေအတိုင်းကြခံရမှာဖြစ်ပါတယ်ထိခိုက်သေးဆုံးပျက်စီးမှုတွေရှိခဲ့ရင်ပြင်းထန်မှုအလိုက်ပြစ်ဒဏ်ကိုကြခံစေရမှာဖြစ်ပါ ါတယ်အခုသမတ်ချက်မှာကိုပိုင်ယင်ကိုပိုင်ကားဖြစ်စေဒီငားရမ်းပြီးတော့မောင်းနေလာတဲ့ယင်ကားဖြစ်ပါစေပေါ့လေတရားရုံးအတီးပြုချက်ရမယ်ဆိုလို့ရှိရင်သိမ်းယူနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ထိုင်းနိုင်ငံမှာနေကြတယ်ကျမတို့မြန်မာနိုင်ငံသားတွေအနေနဲ့မူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့ဆိုတာလေးကိုတတိပြုချက်ဖို့တိုက်တွန်းလိုက်ပါတယ်နော်